မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ25ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်ငလျင်သတင်းကတော့မန္တလေးတိုင်းကြောက်ဆယ်မြို့အရှေ့မြောက်ဘက်23ကီလိုမီတာအကွာမြေအောက်နက်10ကီလိုမီတာကိုဗဟိုပြုပြီးတော့ Richter scale 0.1အဆင့်ရှိတဲ့ငလျင်တစ်ခုမေလ25ရက်နေ့မနက်9:52မိနစ်အချိန်မှာထပ်မံနှုတ်ခတ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ24ရက်နေ့မနက်9:38မိနစ်ကလည်း မိုးကုတ်မြို့နောက်တောင်ပိုင်း54ကီလိုမီတာအကွာမြေအောက်နဲ့10ကီလိုမီတာကိုဗဟိုပြုတ်ပြီးတော့ Richter scale ၄တက်သမနှစ်အဆင့်ရှိတဲ့ငလျင်လောက်ခတ်သွားတယ်လို့သိရပါတယ်။ဒါအပြင်မေလ16ရက်နေ့မနက်10:45မိနစ်ကလည်းရခိုင်ပြည်နယ်စစ်တွေမြို့အရှိအရှိတောင်ဘက်129ကီလိုမီတာအကွာရမ်းပြဲကျောင်းအနီးပင်လယ်ရေအောက်အနက်10ကီလိုမီတာကိုဗဟိုပြုတ်ပြီးတော့ ရစ်ချစ်ကေ9.3အဆင့်ငလျင်လောက်ခတ်သွားတယ်လို့သိရပါဗျ။သခိုင်းငလျင်ကြီးရဲ့နောက်ဆက်တွဲငလျင်တွေဆက်လက်လောက်ခတ်နိုင်တဲ့အတွက်ငလျင်ဘေးဆောင်ရန်ဆောင်ရန်သတိပြုရန်အချက်တွေနဲ့အညီနေထိုင်ကြဖို့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကအသိပေးတိုက်တွန်းထားကြောင်းသိရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်မြဝတီမြို့နယ် KNU တပ်မဟာ6နယ်မြေအတွင်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းများကို KNU ကဒီကနေ့မနက်ပိုင်းမှာထွက်မှန်ထိုးစစ်ဆင်နေပြီးတော့တိုက်ပွဲအတွင်းမှာအပြန်အလှန်ပစ်ခတ်တမ်းများကြားနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မေလ25ရက်နေ့မနက်6:00ကစတင်ပြီးတော့ KNLA ဥဆောင်တဲ့တော်လိုင်းမဟာမိတ်ပူးပေါင်းတပ်များက ဒရုန်းများနဲ့စစ်ကောင်စီတပ်စခန်းများကိုစတင်တိုက်ခိုက်နေခြင်းဖြစ်ပြီးတော့စစ်တပ်ကလည်းလက်နက်ကြီးများနဲ့ပြန်လည်ပစ်ခတ်နေတယ်လို့သိရပါဗျ။ဒီကနေ့မနက်6နာရီမှာပစ်ခတ်မှုတွေစပြီးဖြစ်နေပါပြီ။ KNU ဘက်ကလည်းဒရုန်းတွေနဲ့ချနေတယ်စစ်တပ်ဘက်ကလည်းလက်နက်ကြီးတွေနဲ့တောက်လျှောက်ကိုပစ်နေပါတယ်။တေဘောဘူးစစ်တပ်စခန်းကို တိုက်နေတာလို့ယူဆရတယ်။ဘာလို့လဲဆိုတော့တနေ့ကစခန်းသိမ်းထားတဲ့ဘလန်ဒိုနဲ့မလန်မကလောက်မှာပြစ်ခတ်တန်းနေကြားနေရတော့တေဘောဘိုးစခန်းကိုတိုက်နေတယ်လို့ထင်ပါတယ်။အတိအကျကတော့အသေးစိတ်စုံစမ်းနေတုန်းပါပဲလို့ထိုင်းမြန်မာနယ်စပ်ရှေ့တန်းသတင်းရင်းမြစ်ကပြောပြထားပါတယ်။မေလ23ရက်နေ့ညနေ9နာရီအချိန်မှာစစ်ကောင်စီတပ်ရဲ့ဘလန်ဒိုစခန်းကို KNU တပ်မဟာ6ဦးဆောင်တဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ကရင်အမျိုးသားကာကွယ်တပ်ဖွဲ့ KNDO နဲ့ပြည်သူ့ကာကွယ်တပ်မတော် PDF တို့ကပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်ဒီကနေ့မေလ25ရက်နေ့မှာ စစ်ကောင်စီတပ်ရဲ့စခန်းများကို KNL ပူးပေါင်းတပ်များကထပ်မံထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်တယ်လို့သိရပါဗျ။ KNL ကထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းများအားလုံးကိုမယံမနာတောက်လျှောက်ထိုးစစ်ဆင်လျက်ရှိတယ်လို့သိရပါဗျ။လက်ရှိသတင်းအချက်အလက်များအရာ ေဘောဘုံရွာမှာရှိတဲ့တေဘောဘုံစစ်တပ်စခန်းကို KNL မဟာမိတ်တပ်များကစတင်ပြီးတော့တိုက်ခိုက်နေတယ်လို့ယူဆရပြီးတော့စစ်ကောင်စီတပ်ရဲ့ဝေါ်လီစစ်ဗျူဟာ KNL စခန်း၊ ठी ကပလဲစခန်း၊ဥက္ကဋ္ဌစခန်းတို့ကိုလည်း KNL မဟာမိတ်တပ်များကဝိုင်းဝန်းပိတ်ဆို့ဖြတ်တောက်ထားတယ်လို့ထိုင်းမြန်မာနယ်စပ်ရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မင်းအွန်လိုင်းတို့လင်မယားကသူတို့ကိုးကွယ်တဲ့ဝစီဘိတ်ဖုန်ကြီးခေါ်လို့ဆိုပြီးတော့ကျိုင်းတုံအထိသွားပြီးလောကတရဖူးဇေဒီဖျားထာပနာရရချီပွဲနဲ့စေယုံဖွင့်ပွဲတက်ရောက်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ23ရက်နေ့ကလေးကကျိုင်းတုံကိုရောက်နေတယ်မင်းအောင်လိုင်းတို့လင်မယားကဝစီဘိတ်ဖုန်ကြီးရဲ့ခေါ်ယူမှုကြောင့်ဖုန်ကြီးကိုအဓိကတွားရောက်တွေ့ဆုံတာဖြစ်ပြီးတော့ဝစီဘိတ်ဖုန်ကြီးဥဆောင်တည်ဆောက်နေတဲ့ ပန်းခွဲဗုဒ္ဓဥယျာဉ်တော်မှာလောကတရဖူဇေဒီဖျားထာပနာရရရချီတာအဲ့ဒီဇေဒီမှာအစီရင်အင်းပြားတွေမြုပ်နှံတာတွေကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။ကျိုင်းတုံမြို့ရဲ့အရှိတောင်ဘက်15မိုင်အကွာမှာဗုဒ္ဓဥယျာဉ်တော်ဆိုပြီးတော့ဝစီဘိတ်ဆရာတော်ကတည်ထားတာအဲ့ဒါက2015အစောပိုင်းကာလလောက်ကလေးကလုပ်နေတာအဲ့ဒါကအိန္ဒိယနိုင်ငံဗုဒ္ဓဂါယာကဒီဇိုင်းအတိုင်းဥယျာဉ်တော်ကိုဆောက်လုပ်ထားတာပါအဲ့ဒီအထဲမှာအဘိယရာဇမုနိရုပ်ပွားတော်မြတ်ကြီးနဲ့တထတထဟမဟာဘောဓိဇေဒီတွေတည်ထားပါတယ်နောက်ပြီးတော့ လောကတရဖူဘုရားကြီးရဲ့ပုံသူပုံစံငယ်လှူထားတာကိုသိရပါတယ်အဲ့ဒီဥယျာဉ်တော်ကတက်ချုပ်ဘဝရဲ့ယာရုတိုအစင်စစ်တက်လန်းအတွက်အစီအမံတွေလှုပ်ပေးထားတဲ့ဝစီမိတ်ဆရာတော်ကြီးရဲ့ဆန္ဒကိုတက်ချုပ်ကအောင်မြင်မှုအနေနဲ့လှုပ်ပေးတာလို့ဒီဘက်မှာတော့အလုံးသိထားကြတယ်ဥယျာဉ်တော်ကြီးဆောက်လုပ်နေတာကတော့စစ်အာဏာမသိငင်ကတည်းကဆောက်လုပ်နေတာလို့စစ်ဘက်သတင်းရင်းတွေကရှင်းပြထားပါတယ်ကျိုင်းတုံမှာဝစီမိတ်ဖုံကြီးနဲ့မင်းအောင်လိုင်းတို့ပူးပေါင်းပြီးတော့တိဆောက်နေတဲ့ဗုဒ္ဓဥယျာဉ်တော်မှာတိလဓမ္မဆေးရုံကိုလည်းမနေ့ကဖွင့်လှစ်ခဲ့ပြီးတော့ တီလာဓမ္မဈေးကန်လဲပါဝင်တယ်လို့သိရပါဗျ။ဈေးယုံနဲ့ဈေးကန်ကိုလည်းဝစီမိတ်ဘုံကြီးကပဲဥဆောင်မြေနေရရွေးချယ်အစီအရင်နေနဲ့တိဆောက်ခိုင်းခဲ့တာဖြစ်တယ်လို့သိရပါဗျ။ဝစီမိတ်ဘုံကြီးလို့လူသိများတယ်။ကျိုင်းတုံမြို့တီလာဓမ္မကုန်းသာတောရဗရဏနာယကအကမဟာတတမဇောဒီကတစားဗရဏကောဝိဒါကမင်းအွန်လိုင်းတိုင်းမူဘိုးချုပ်ဘွားကလေးကကိုးကဲခဲ့တာဖြစ်ပြီးတော့ရဲတရားတွေအမြဲခြေပြေးနေတဲ့ဘုံကြီးဖြစ်တယ်လို့သိရပါဗျ။အာနာရှင်ဟောင်းတန်းရွှေလက်ထက်ကမင်းအွန်လိုင်းယာဒူးတက်ဖို့နဲ့ တက်ချုပ်ရာထူးရဖို့အတွက်ဝစီဘိတ်ဖုန်ကြီးကရရရတွေအမျိုးမျိုးခြေပေးခဲ့ပြီးတော့သူခြေပေးတဲ့ရရရအတိုင်းမင်းအောင်လိုင်းကလည်းရာထူးတွေရခဲ့တာမို့လို့မင်းအောင်လိုင်းနဲ့ကျူကျူလအပါအဝင်သူတို့တမိသားစုလုံးကဝစီဘိတ်ဖုန်ကြီးကိုယုံယုံကြည်ကြည်နဲ့ကိုးကွယ်ခဲ့ကြတယ်လို့သိရပါဗျ။ဒါအပြင်2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကစစ်အာဏာသိမ်းမှုမတိုင်မီမှာလည်းမင်းအောင်လိုင်းနဲ့ကျူကျူလကဝစီဘိတ်ဖုန်ကြီးစီကိုတွားရောက်ပြီးတော့အာဏာသိမ်းမှုတိုင်ပင်ရရရစီစဉ်ခိုင်းခဲ့ဘူးတယ်လို့ စစ်ဘက်သတင်းရေးမြစ်ကပြောပြထားပါတယ်နေပြည်တော်မှာနေတဲ့မင်းအွန်လိုင်းကသူ့လိုအပ်တဲ့အခါတိုင်းစစ်လေရင်လှုပ်ပြီးတော့ကျိုင်းတုံမှာရှိတဲ့ဝစီဘိတ်ဖုံးကြီးကိုခေါ်ပြီးတော့ဆုံးကတ်တာနေအိမ်မှာရွတ်ဖက်ခိုင်းတာတွေဘေးရင်ရတရာတွေစီမံခိုင်းတာတွေကိုလှုပ်ဆောင်လက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဗုံမှုချုပ်ဟောင်းချိုထွန်းအောင်ပြစ်ခတ်ရှင်းလင်းခံရပြီးတဲ့နောက်နေပြည်တော်ရဲ့မန်မဲထူထောင်ခြင်းဒဏ်ကိုခံနေရတဲ့အတွာရန်ကုန်မှာစစ်ကောင်စီအုပ်စုကစစ်ဆေးမှုတွေတင်းကျပ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ24ရက်နေ့ည8:40မိနစ်ခန့်မှာလိုင်တာယာမြို့နယ်တမကုန်းအတွင်းပဒံလန်ရွှေကန်းတာယာအပြင်ဒဏ်ကိုစစ်သားများနဲ့ရက်ွက်အုပ်ချုပ်ရေးအဖွဲ့တို့ကနေအိမ်ထဲမှာရှိတဲ့လူတွေကိုအပြင်ထွက်ခိုင်းက အဲဆင်းစစ်တဲ့အပြင်တမာကုန်းလမ်းထိပ်ဘက်မှာလည်း DC စစ်ကားတစ်စီးရပ်ထားပြီးတော့ကားများနဲ့သုံးမိန်ကားများကိုလည်းတားဆီးဆစ်ဆဲခဲ့တယ်လို့ Rangoon Scout Network ကသတင်းထုတ်ပြန်ထားပါတယ်။ အိမ်ထဲမှာရှိတဲ့လူတွေကိုအကုန်လုံးအပြင်ထွက်ခိုင်းပြီးတော့အဲဆင်းသကောင်ဆင်းနဲ့တိုက်ဆက်ပြီးစည်ရေးမကိုက်ရင်ပြဿနာရှာနေတယ်လို့သိထားရပါတယ်လို့ Rangoon Scout Network ကတာဝန်ရှိသူကသတင်းပေးဖို့ပြောကြားထားပါတယ်။တမဂုံကို DC ရဲကားတစ်စီး DC စစ်ကား2စီးနဲ့ Honda Fit ကားတစ်စီးတို့ရောက်ရှိလာပြီးတော့အိမ်များကိုစစ်ကောင်စီအုပ်စုဝင်အင်အားအယောက်20ကျော်နဲ့လိုက်လံဆက်ဆဲခဲ့တယ်လို့သိရပါတယ်။ထိုထောပစ်ခတ်ခံရတဲ့နေရအနီးတဝိုက်မှာရှိတဲ့အိမ်များကိုလည်းစစ်သားအင်အားအများပြားနဲ့ဆစ်ဆဲခဲ့တယ်လို့သိရကြောင်း၎င်းကပြောဆိုထားပါတယ် ူတို့တွေအခုတလောအထက်ကထောင်းတာတွေဖိတာတွေဆဲတာတွေခံရတာမဟုတ်လို့အလုပ်တွေလုပ်ပြလိုက်မယ်လို့ထင်ပါတယ်အဆွေဆဲတွေစိတ်ပြီးတော့ရန်တန်ဖမ်းဆီးတာတွေလည်းများလိမ့်မယ်ဗျဂီယူဆိုင်ကြဖို့ပြောချင်ပါတယ်လို့လောက်ကောင်းကရှင်းပြထားပါတယ်မေလ23ရက်နေ့ညကလည်းတောင်းကလပ်မြို့နယ်12ရက်ကမာကဆန်နလန်းနယ်ကိုစစ်ကောင်စီတပ်ကအဲဆင်းဝင်ရောက်စစ်ဆေးကလူငယ်တချို့ကိုဖမ်းဆီးသွားတယ်လို့ Rangoon Scout Network ကထုတ်ပြန်ထားပါတယ် နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှာနိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဘာသာရပ်နဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရပ်တကိုတင် जा ပေးနေတယ်ဗုံမှုချုပ်ဟောင်းချိုထိုးအောင်ကိုမေလ22ရက်နေ့မနက်ပိုင်းမှာရန်ကုန်မြို့မရန်ကုန်မြို့နယ်အမှတ်9ရပ်ကွာရွှေနှင်းစီ6လမ်းမှာရှိတဲ့၎င်းရဲ့နေအိမ်ရှိမှာရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့ Golden Valley Warriors အဖွဲ့ကပြစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါး2023ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှာမင်းအွန်လိုင်းကချိုးထိုးအောင်ကိုဝနကြော်ထင်ဘွဲ့ကို ကိုတိုင်ပေးရခဲ့တယ်လို့ Golden Valley Warriors ကဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းပြည်ခရိုင် တဲကုန်းမြို့နယ်မှာစစ်မှုထမ်းစစ်သားစုဆောင်နေတဲ့အုတ်ချုပ်ရေးမှုကြော်ဝင်းထုတ်ကိုပြစ်ခတ်ရှင်းလင်းရာနေရာမှာတင်ပွဲချင်းပြီးတိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ23ရက်နေ့မနက်7:00နာရီကအချိန်မှာတဲကုန်းမြို့နယ်ပိတ်ချင်းကုန်းအုပ်စုတည့်ရက်သုံးပင်ရွာနေအုတ်ချုပ်ရေးမှုကြော်ဝင်းထုတ်ဟာတည့်ရက်သုံးပင်ရွာကနေရုံးမင်တက်ရွာဘက်ကိုသွားလာတဲ့အချိန်မှာရုံးမင်တက်ရွာနဲ့ဗရန်ကန်ရွာကြားအရောက်ပြီးခင်အမှတ်1 363ရက်တက်ရင်တက်ခွဲတက်ကရဲဘော်များကပြစ်ခတ်ရှင်းလင်းရာနေရာမှာတင်ပွဲချင်းပြီးတိုက်ဆုံသွားတယ်လို့သိရပါဗျ။ သေဆုံးသွားတဲ့အုပ်ချုပ်ရေးမှူးကျော်ဝင်းထုတ်ဟာအကြမ်းဖက်စစ်ကောင်စီအတွက်အုပ်စုအတွင်းနေလူငယ်များကိုစစ်မှုထမ်းလူအင်အားစုဆောင်းပေးုံသားမှာကစစ်မှုထမ်းတဲ့သူတွေကိုလစာနဲ့တင်တန်းစရိတ်ထောက်ပံ့ခြင်းရမယ်ဆိုပြီးတော့အုပ်စုအတွင်းမှာနေတဲ့ပြည်သူများထံကတိုင်အောင်ကိုငွေကျပ်3000ကနေ5000အထိကောက်ခံကအကြမ်းဖက်စစ်ကောင်စီကိုငွေကြေးထောက်ပံ့ပေးနေတဲ့သူဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်သေးဆုံးသွားတဲ့အုတ်ချုပ်ရေးမှုကြော်ဝင်းထုတ်ရဲ့အလောင်းကိုတဲကုံမျိုးကစစ်ကောင်စီတပ်သားများကဆိုင်ကယ်ဆယ်စီး ်အင်အားအယောက်20နဲ့လာရောက်ပြီးတော့ကောက်ယူခဲ့ရမှာအဲ့ဒီအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုမွန်လွဲ2:15မိနစ်ခန့်မှာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကထမှန်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာထိခိုက်သေးဆုံးမှုများရှိပြီးတော့အတိအကျကိုသိရှိနိုင်ဖို့အတွက်စုံစမ်းနေဆဲဖြစ်ကြောင်းတရင်ရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့ကချင်ပြည်နယ်မုံငင်းခရိုင်မှာစစ်ကောင်စီတပ်ကလက်နက်ကြီးများနဲ့ပစ်ခတ်တဲ့အတွက်အရက်သားပြည်သူများနေထိုင်တဲ့နေအိမ်မော်ကိုချက်ရောက်ပောက်ကွဲကာတပ်ကြီးပိုင်းလင်မယားနှောက်ဦးပွဲချင်းပြီးတိုက်ဆုံသွားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် ေးလ24ရက်နေ့ညနေ9:30မိနစ်အချိန်မှာမုံညင်းခရိုင်ဟိုပင်မြို့မှာရှိတဲ့စစ်ကောင်စီရဲ့ခမရ389ကလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့ရာဟဲပါကျေးရွာမှာရှိတဲ့ဦးချမ်းမောင်ရဲ့နေအိမ်ပေါ်ကိုကြက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါဗျ။လက်နက်ကြီးကြက်ရောက်ပောက်ကွဲမှုကြောင့်အသက်62နှစ်အရွယ်ဦးချမ်းမောင်နဲ့ဇနီးပြည့်သူအသက်58နှစ်အရွယ်ဒေါခင်ပြုံးတို့ကွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါဗျ။ ိုက်ပွဲဖြစ်ပွားတာတော့မရှိပါဘူးပြည်သူလူထုတွေနေထိုင်တဲ့နေရာတွေကိုဥတီပြီးတော့စစ်ကောင်စီတပ်ကပိတ်ခတ်ခဲ့တာပါလင်းမယားနှောက်ဦးပွဲချင်းပြီးတိုက်ဆုံသွားပါတယ်တအုပ်ကတော့အပြင်းထန်ဒဏ်ရာရပါတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်စစ်ကောင်စီတပ်ရဲ့ပြစ်ခတ်မှုကြောင့်အသက်50အရွယ်ဒေါ်တင်နုဟာ6နောက်နှစ်ဖက်လုံးမှာအပြေးထန်တဲ့အရရှိခဲ့ပြီးတော့လက်ရှိချောင်းဝတိုက်နယ်စေယုံမှာစေကူတနေရပြီးတော့လူနာဟာအသက်အန္တရာယ်တော့မစိုးရိမ်ရဘူးလို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်းစစ်ရေးသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းပါစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ